မင်္ဂလာပါရှင်မန္တလေးခေတ္တကနေနောက်ဆုံးရသတင်းများကို တင်ဆက်ပေးပါမယ်။ချမ်းမတ်54ရှိဒေါအောင်ဆန်းစုကြည်ရဲ့နေအိမ်မှာပါမြေတဝက်ကိုအရင်ရောင်းချဖို့ဦးအောင်ဆန်းဦးလျှောက်ထားတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ရန်ကုန်မြို့တက္ကသိုလ်ရိပ်သာလမ်းရှိချမ်းမတ်54ရှိနိုင်ငံတော်ဤတိုင်ပင်ခံပုဂ္ဂိုလ်ဒေါအောင်ဆန်းစုကြည်ရဲ့နေပါမြေတဝက်နီးပါးကိုချမ်းပြီးကျမ်းမြေတဝက်ဧကကို အရေးအယောင်ချဖို့ဦးအောင်ဆန်းဦးကကမာရွတ်ခရိုင်တရားရုံးမှာမေလ29ရက်မှာရှောက်ထားလိုက်တယ်လို့သိရပါတယ်။အဆိုပါမြေတအီကားကိုလေးလံတင်ရောင်းချခြင်းဒါမှမဟုတ်လေးလံမတင်မဲရောင်းချခြင်းတို့နဲ့ပတ်သက်ပြီးမြို့သူပြုလုပ်ရန်ရှိကြောင်းမသိရှိရသေးပေ။တရားရုံးရဲ့အမိန့်ပေါ်မှာမူတည်ကြောင်းအဆိုပါနိဆက်သူကဆိုပါတယ်။ဦးအောင်ဆန်းဦးနဲ့ဒေါအောင်ဆန်းစုကြည်လို့ရဲ့မိခင်ဒေါခင်ကြီးအမိပေါင်းချမ်းမတ်54ကတိတသမ6.3အီကားကျင်းဝန်ပြီးလက်ရှိမှာဒေါအောင်ဆန်းစုကြည်ရဲ့နေအိမ်ပါဝင်မြေ3.3အီကားကိုခြံထားပြီးကြံတဝက်ကိုအရင် င်ရောင်းချဖို့ရှောင်ထားတာဖြစ်ပါတယ်။အဆိုပါကိစ္စနဲ့ပတ်သက်ပြီးနောက်ဆုံးရုံးချင်းကိုဇွန်လ30ရက်နေ့ကိုပြန်လည်ချင်းဆိုထားကတောင်ဆန်းစုကြည်ရဲ့ရှိနေအဖွဲ့ဘက်ကရှောင်လက်ချက်ပေးရမှာဖြစ်ကြောင်းသိရပါတယ်။ချမ်းမတ်54အမွေဆိုင်မှုနဲ့ပတ်သက်ပြီးအဆိုပါချန်ရှိနှစ်ထပ်အိမ်နဲ့မြေတဝက်ကိုတောင်ဆန်းစုကြည်က၎င်းတစ်ထပ်တိုင်းနဲ့မြေတဝက်ကိုဥအောင်ဆောင်က၎င်းခွဲဝေဖို့ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံက2016ခုနှစ်မှာအမိန့်ချမှတ်ခဲ့ပါတယ်။အဲ့ဒီပေါ်ဥအောင်ဆောင်ကမကျေနပ်တဲ့အတွက်ခြံဝန်းတစ်ခုလုံးကိုလိမ့်လံပစ်ပြီးရရှိတဲ့တန်ဖိုးကို တယောက်တစ်ဝက်ခွဲဝေယူဖို့ဒေါခင်ကြီးမသိဆုံးခင်က၎င်းရဲ့တူဖြစ်သူဦးခင်မောင်ကြီးကိုအမွေခွဲပေးနေတဲ့ခြံမှတ်54လက်ရှိနောက်ထပ်အင်တလုံးနဲ့မြေကိုပါထည့်သိမ်းခွဲဝေဖို့အယူခံအစစ်စစ်တက်ခရပေချခံရပြီးရင်နောက်အာနာသိန်းကာလာ2022ခုနှစ်ထဲမှာ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ကဦးအောင်ဆန်းဦးရဲ့ရှောက်ထားချက်အတိုင်းခွင့်ပြုခဲ့တာဖြစ်ပါတယ်။ အဲ့ဒီနောက်ဦးအောင်ဆောင်ကခြံမှတ်54ခုလုံးကိုပထမကျင်းကျပ်315ဘီလီယံဒုတိယကျင်းကျပ်300ဘီလီယံတတိယကျင်းကျပ်290ဘီလီယံနဲ့စတုထကျင်းကျပ်290ဘီလီယံလို့နဲ့ဈေးလျှော့ပြီးလေးလံပြခဲ့ရာ၄ကျင်းစလုံးဝယ်ယူသူမရှိခဲ့ပါဘူး။ဒါကြောင့်နောက်တစ်ကျင်းရောင်းချမှုမှာလေးလံစည်းနှုန်းကိုဒေါ်အောင်ဆန်းစုကြည်ဘက်ကသတ်မှတ်ပြီးဦးအောင်ဆောင်ဘက်ကတင်ပြခဲ့တော်လဲတရားရုံးကမေလ22ရက်နေ့မှာပယ်ချခဲ့တဲ့အတွက်လက်ရှိမှာတရေကကိုခွဲပြီးရောင်းချဖို့ထပ်မံတင်ပြလာတာပါ။တစ်ဖက်မှာလည်းဒေါ်အောင်ဆန်းစုကြည်ရဲ့ရှိနေဖွဲ့က ကန်ရှင်ဖြစ်တဲ့ဒေါအောင်ဆန်းစုကြည်နီနဲ့ရှိနေဖွဲ့နဲ့တွေ့ခွင့်မရတဲ့အခြေအနေမှာချမ်မတ်54ကိုလီလန်တင်ရောက်ချဖို့ဆောင်ရွက်မှုတွေအပေါ်ရုံချင်းတွေမှာအစဉ်တစိုင်းကန့်ကွက်ခဲ့ကြပါတယ်အမျိုးသားညီညွတ်ရေးအစိုးရ NUG ကလည်းချမ်မတ်54ဂျာကာလာအမျိုးသားအစဉ်ရင်ကျေးမှုအမွေအနေဖြင့်သတ်မှတ်ထားပြီးမြည်သူမဆိုးပိုင်ဆိုင်ခြင်းရောင်းချခြင်းဖြက်စီးခြင်းအပါဝင်တားမြစ်ချက်တွေကိုဖောက်ပြပါကအရင်းယူသွားမှဖြစ်ကြောင်းကြေညာထားတယ်လို့သိရပါတယ် နောက်ထပ်တပုတ်နီနဲ့စကိုင်းငလင်အပြီးစာရွက်စာရန်အခက်အခဲကြောင့်ဂျပန်အလုတ်သွားလို့သူဦးရေရောကြတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ အင်အားဖြင့်စကိုင်းကလေးစီလောက်ခတ်ခင်းတဲ့မြန်မာနိုင်ငံကနေဂျပန်ကိုအလုတ်ကိစ္စလာရောက်သူဦးရေတိတိတာတာရောကြသွားတယ်လို့ဂျပန်လူဝင်မှုကြီးကြပ်ရေးဝန်ဆောင်မှုအေဂျင်စီကပြောပါရယ်နိုင်ငံသားနီးစနစ်ပိုင်းအလုတ်တင်လိုလန်းကြမလို့မျိုးတွေဂျပန်ကိုလာရောက်ဖို့မျှော်လင့်ထားသူတွေများပြားပြီးငလီနောက်ပိုင်းမှာတရံဝင်ဆောင်ရွက်စာနဲ့ကိစ္စတွေခက်ခဲတာကြောင့်လက်တွေ့လာရောက်လို့မရပဲဖြစ်နေတာလို့အေဂျင်စီကဆိုပါရယ်မြန်မာနိုင်ငံရဲ့အလုတ်သမောင်းဝန်ကြီးဌာနကဂျပန်အပါအဝင်နိုင်ငံသားတိုင်းပြည်တွေမှာအလုတ်သွားလုပ်မဲ့သူတွေအတွက်အတိမတ်ပြုကပ်ပြားတွေထုတ်ပေးမှုနှောင့်နှေးပြီး ငလင်လောက်ခတ်ခဲ့မှုကအဲ့ဒီကိစ္စရဲ့အကြောင်းရင်းတစိမ့်တတိတာဖြစ်တယ်လို့ agency ကဆိုပါတယ်။တိုချိုအခြေဆိုင်အလုတ်ကန်ရေးရာဥပဒေအထူးပြုပညာရှင်တအုပ်ဖြစ်တဲ့မိုရီကူဘိုနက်ဆူကီကပြည်ရင်းစစ်တမ်းခံနေရတဲ့မြန်မာနိုင်ငံမှာဂျပန်လို လုံခြုံပေးခဲ့တဲ့နိုင်ငံမျိုးစီလာရောက်အလုံလုံးချင်သူတွေအများပြားရှိနေတယ်လို့ဆိုပါတယ်။ မြန်မာနိုင်ငံမှာဂျပန်စကားကိုတတ်မှတ်အဆင့်ထိတက်ကြွထားသူတွေကဂျပန်ရဲ့လုပ်သားအင်အားနေပါနီယာတက်ကြီးဆောင်ရှောက်ရေးကဏ္ဍမျိုးတွေမှာအလုတ်ကင်ခွင့်လန်းတွေရရှိနေရလို့မိုရီကူဘိုကမှတ်ချက်ပေးပါတယ်ဒါပေမဲ့မလ28ရက်နေ့ငလင်းကြီးအပြီးနှစ်လကျော်အတွင်နိုင်ငံသားမှာအလုတ်သွားလုပ်မဲ့ဝန်တန်းအတွက် အတိမတ်ပြုကတ်တွေထုတ်ပေးဖို့မြန်မာဘက်ကနှောင့်နှေးကြံကြာနေခြင်းကဂျပန်နဲ့မြန်မာမှာရှိတဲ့အလုတ်ကင်ရှာဖွေရေးလုပ်ငန်းတွေအတွက်အခက်အခဲတွေရှိလာစေတယ်လို့သူကထောက်ပြပါတယ်တချို့ကုမ္ပဏီတွေဆိုရင်အဲ့ဒီအတော်အတွင်းဝန်တန်းလိုအပ်မှုအတွက်အကြောင်းကြားထားတာကိုတော့ပြန်ရုပ်သိမ်းသွား ားခဲ့ကြတယ်လို့ဆိုပါတယ်လက်ရှိအခြေအနေအရမြန်မာနိုင်ငံစီကနေအလုပ်သမားတွေကိုခေါ်ယူခြင်းနဲ့ဂျပန်ကုမ္ပဏီတွေအနေနဲ့နှောင့်နှေးမှုတွေကြုံနိုင်ချေကိုကြိုးစင်းစားထားတဲ့ကြောင့်သူကအကြံပြုခဲ့ပါတယ်ပြီးတော့ဝန်ထမ်းခေါ်ယူတာတွေကိုကုမ္ပဏီတွေဘက်အချင်းချင်းပြန်ရုပ်သိမ်းတာတွေမလုပ်ကြဘို့လေသူအနေနဲ့မျှော်လင့်ကြောင်းမြန်မာနိုင်ငံရဲ့အခြေအနေကိုစိတ်ရှိရှိထားပြီးစောင့်ကြည့်စီလို့ကြောင်းသူကပြောပါတယ်နောက်ထပ်တစ်ပုတ်အနေနဲ့တောင်တာမျိုးကမြေစင်းရုံနဲ့စကြန်းဂိတ်ကိုတော်လိုင်းတက်တွေဝင်စီးတဲ့ကြောင်းတင်ဆက်ပေးပါမယ်မန္တလေးတိုင်းတောင်တာမျိုးကမြေစင်းရုံနဲ့စကြန်းစစ်စေးဂိတ် တို့ကိုတော်လိုင်းတက်တွေဝင်ရောက်စီးနင်းခဲ့ပြီးရနောက်မြင်းစင်းရုံကိုမိရှုဖြတ်စီးရလို့မြင်းချက်ခရိုင်တရင်တုံးကပြောပါတယ်မေလာ28ရက်မနေ့ကညနေ4နာရီလောက်မှာမြင်းချက်ခရိုင်တရင်တုံးကစစ်ကြောင်းနှစ်ကြောင်းခွဲပြီးတောင်တာမျိုးရဲ့အနောက်ဘက်ထွက်တဲ့စကြန်းစစ်စေးဂိတ်ကိုဝင်ရောက်စီးနင်းခဲ့တယ်လို့ဆိုပါတယ်စကြန်းဂိတ်ပြင်မှာဘန်ကာ၄ခုရှိပြီးဘန်ကာ၂ခုကစစ်ကောင်စီတပ်သားတွေထင်ရရပြီးကျန်တဲ့ဘန်ကာ၂ခုကစစ်သားတွေကတော့ပြန်လည်ပစ်ခတ်ခဲ့တယ်လို့မြင်းချက်ခရိုင်တရင်တုံးပြန်စားဟိတာဝန်ခံကပြောပါတယ်ကျန်တဲ့စစ်သားတွေကအကုန်ထွက်ပြေးသွားကြတာဘန်ကာ နှစ်ခုကတော့ကောင်တာပြည့်ပြစ်တာတွေ့ရတယ်လို့တရင်သုံးရပြန်ချိုင်းတာဝန်ခံကပြောပါရီမြေစင်းရုံကိုလည်းတပြိုင်တည်းဝင်စီခဲ့ပြီးအဲ့ဒီရုံကအဆောင်စစ်သားနဲ့ဝန်ထမ်းတွေအကုန်လုံးထွက်ပြေးသွားတယ်လို့ဆိုပါရီ ညီစည်းရုံးကိုစီနင်းနိုင်ခဲ့ပြီးနောက်မိရှုဖြက်စီခဲ့တယ်လို့သိရပါတယ်။တိုက်ပွဲအတွင်းမှာတည်ဆောင်ခဲ့တဲ့စစ်ကောင်စီတပ်သားအကြီးအတွက်ကိုစုံစမ်းနေစေဖြစ်တယ်လို့လည်းဆိုပါတယ်။ဒီလိုတိုက်ခိုက်ခံရပြီးနောက်မေလ29ရက်နေ့မှာတောင်တာမြို့နယ်ဝဲလောင်ရွာကိုစစ်ကြောင်းထိုးနေတဲ့စစ်ကောင်စီတပ်အင်အားတရာလောက်မြို့အတွင်းကိုပြန်လည်ဝင်ရောက်လာပြီးမြို့ပြင်ဂိတ်တွေကိုအင်အားထပ်တိုးထားတယ်လို့သိရပါတယ်။နောက်ထပ်တစ်ပုတ်အနည်းနဲ့အာဆီယံရဲ့ဥဆောင်မှုနဲ့နိုင်ငံတကာမှပါဝင်တဲ့ပြစ်ခတ်တိုက်ခိုက်မှုစောင့်ကြည့်ထိန်းသိမ်းရေးမရှိပါကပြည်သူများထိရောက်စွာကာကွယ်နိုင်မှာမဟုတ်လို့ NUG အစိုးရပြောဆိုတဲ့ကြောင်းတင်ဆက် က်ပေးပါမယ်။အာဆီယံရဲ့ဥပစာမှုနဲ့နိုင်ငံတကာမှပါဝင်တဲ့စနစ်ကျတဲ့ပြစ်ခတ်တိုက်ခိုက်မှုစောင့်ကြည့်ထိန်းသိမ်းရေးရန်တရားမျိုးမရှိပါကအရသာပြည်သူတွေကိုထိရောက်စွာကကွယ်နိုင်မှာမဟုတ်ကြောင်း NUG အစိုးရကတိုက်တွန်းပြောဆိုထားပါတယ်။မြန်မာနိုင်ငံရှိရာအခြေအနေများနဲ့ဆက်လင်းပြီးကူညီဖြည့်ရှင်ဖို့အာဆီယံကောင်ဆောင်တွေရဲ့တည်ထက်တဘောလာကြီးညာချက်ထုတ်ပြန်ကြေပေါ်အမျိုးသားညီညွတ်ရေးအစိုးရရဲ့တဘောလာရည်တည်ချက်ထုတ်ပြန်ရမှာထည့်သွင်းပြောဆိုခဲ့တာပါ။အရသာပြည်သူများနဲ့အများပြည်သူဆိုင်ရာအဆောင်များပေါ်အကြံဖတ်မှုတွေကိုချက်ချင်းရတတ်ဖို့မစင်မတင်လုံဆောင်နေရှိရဲ့တိုးမြင့်လာတဲ့အကြံဖတ် မှုတွေကိုချက်ချင်းရတံဖို့အစွမ်းကုန်ထိန်းသိမ်းဆောင်ရွက်ကြဖို့နဲ့အရသာပြည်သူအလုံးရဲ့ဘေးကင်းမှုနဲ့လုံခြုံမှုကိုတည်ချစေဖို့တည်ချတည်ချတဲ့အရေးယူဆောင်ရွက်မှုတွေပြုလုပ်ဖို့အာဆီယံရဲ့တိုက်တွန်းချက်ကိုအမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ကြိုးဆိုပါကြောင်းအသိပေးပါရယ်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများပေးအရာမှာလိုအပ်နေသူများထံကိုလက်လမ်းမီရောက်ရှိစေဖို့အတွက်ဘေးကင်းလုံခြုံတဲ့ပတ်ဝန်းကျင်ကိုဖန်တီးဖို့ရည်ရွယ်ချက်နဲ့ပြစ်ခတ်တိုက်ခိုက်မှုတွေကိုရပ်ဆဲဖို့အာဆီယံခေါင်းဆောင်တွေရဲ့တိုက်တွန်းချက်ကိုလည်းနားလည်တယ်လို့ဆိုပါရယ်ငလင်ဘေးဒဏ်ကျရောက်ခဲ့တဲ့ဒေသများမှာလူသား ချင်းစာနာမှုဆိုင်ရာကိစ္စရေးလုပ်ငန်းများဆောင်ရွက်ဖို့ရှာရေးအဖြစ်ခန့်ရေးစိမ်းကိုအမျိုးသားညီညွတ်ရေးအစိုးရကကြီးညာခဲ့ကြောင်းဒါပေမဲ့အကြံဖတ်စစ်ကောင်စီကအဖြစ်ခန့်ရေးစိမ်းကြီးညာထားတဲ့ကာလမှာပဲအပြစ်မဲ့ရတားပြည်သူတွေပေါ်လိကြပုံကျဲတိုက်ခိုက်မှုတွေလက်နက်ကြီးတွေနဲ့ပြစ်ခတ်တိုက်ခိုက်မှုတွေတာလုံအင်အားသုံးပြီးအရတားပြည်သူများနေထိုင်တဲ့မြို့ရွာများကိုမိရှို့ဖျက်ဆီးခြင်းများအရတားပြည်သူများကိုတရားမဲ့တပ်ဖြတ်ခြင်းများကိုနှိစင်နေများကျူးလွန်လျက်ရှိကြောင်းသိရပါတယ်အရတားပြည်သူအလုံးရဲ့ဘေးကင်းမှုနဲ့လုံခြုံမှုကိုတည်ကြစေဖို့တည်ကြတည်ကြတဲ့အခြေယူဆောင်ရွက်မှုတွေပြုလုပ်နိုင် င်ဖို့အတွက်အာဆီယံရဲ့ဥဆောင်မှုနဲ့နိုင်ငံတကာမှပါဝင်သောစနစ်ကြတဲ့ပြစ်ခတ်တိုက်ခိုက်မှုစောင့်ကြည့်ထိန်းသိမ်းရင်းရန်တရားမျိုးမရှိပါကအရတားပြည်သူများထိရောက်စွာကာကွယ်နိုင်မှာမဟုတ်ကြောင်းမျိုးသားညီညွတ်ရေးအစိုးရကပြောပါတယ်အာဆီယံ art လက်တလုံးလိုအပ်ချက်များအကဲပြတ်မှုအစီရင်ခံစာနဲ့ AHA စင်တာရဲ့ပူးတွဲလိုအပ်ချက်များအကဲပြတ်ခြင်းတို့ကိုအခြေခံပြီးအာဆီယံလူသားချင်းစာနာထောက်ထားမှုအကူအညီများကိုဘေးကင်းအခြေအမီထရောက်ပြီးပွင့်လင်းမြင်သာမှုရှိစေဖို့သက်ဆိုင်သူအလုံးကိုတိုက်တွန်းမှုဟာလူသားချင်းစာနာမှုဆိုင်ရာနိုင်ငံတကာစံနှုန်းများနဲ့ညီရက်တီဆောင်ရွက်မှု ဖြစ်တဲ့အတွက် အမျိုးသားညီညွတ်ရေးအစိုးရကကြိုးစားကြောင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ အဲ့ဒီလိုဆောင်ရွက်ရမှာအမျိုးသားညီညွတ်ရေးအစိုးရတိုင်းရင်းသားတော်လှန်ဖွဲ့ရရဲ့အခြေအနေအခက်ဖြတ်အစည်းအဝေးခန်းစာရီကိုလည်းအသုံးပြုဖို့လိုအပ်တယ်လို့နိုင်ငံရေး80ရာခိုင်နှုန်းနီးပါးထိနေမြေထိန်းချုပ်စိုးမိုးထားတဲ့အမျိုးသားညီညွတ်ရေးအစိုးရနဲ့တိုင်းရင်းသားတော်လှန်အင်အားစုများကလက်တွေ့အုပ်ချုပ်နေတဲ့နေရာများမှာတိုင်းရင်းချိတ်ဆက်ဆောင်ရွက်ဖို့အမျိုးသားညီညွတ်ရေးအစိုးရကတိုက်တွန်းထားပါတယ်။ဒါပြင်မြန်မာနိုင်ငံနဲ့ထိစပ်တဲ့နိုင်ငံများမှာတဆင်နေဆက်ဖြတ်ကြောင်းလူသားချင်းစာနာမှုဆိုင်ရာအကူအညီများပေးဖို့အာဆီယံအနေနဲ့ဆောင်ရွက်ပေးဖို့အထူးတိုက်တွန်းထားပါတယ်။မြန်မာနိုင်ငံနဲ့ဆက်ဆက်ဖြစ်ပေါ်နေတဲ့နိုင်ငံဖြတ်ကြောင်းရှာဆွေး ွင်းမှုများအထူးသဖြင့်မူရီစေဝါကုံကူမှုလူကုံကူမှုနှင့်အွန်လိုင်းလည်ပြမှုတွေတိုးပွားလာခြင်းကိုဖြည့်ရှင်ဖို့အတွက်အာဆီယံဖွဲ့ဝင်နိုင်ငံများနှင့်ပြည်ပဖိမ့်ဖက်များမြန်မာအင်ဒီဂျင်နိုင်ငံများကုလသမဂ္ဂတို့နှင့်ပူးပေါင်းဆောင်ရွက်မှုတွေကိုတိုးတက်ကောင်းမွန်အောင်အာဆီယံကဆောင်ရွက်ရမှာအမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့လည်းအာဆီယံနဲ့အစွမ်းကုန်ပူးပေါင်းဆောင်ရွက်တော်မှာဖြစ်ကြောင်းထုတ်ပြန်ထားပါတယ်။မြန်မာများကိုယ်တိုင်ဦးဆောင်နေရှိရှိတည်တက်ခိုင်မြဲတဲ့ငြိမ်းချမ်းသောနိုင်ငံဖြည့်ရှင်မှုရရှိဖို့ဂျိုးပန်းဆောင်ရွက်ရမှာမြန်မာပြည်သူတွေကဦးဆောင်ဆင်နွှဲနေတဲ့ຫນွေဦးတော်လိုင်းရဲ့အန်တီမာရှီမတ်ချက်ပန်းတိုင်ဖြစ်တဲ့ စစ်အာဏာရှင်စနစ်အပြီးတိုင်ချုပ်ငြင်းရေးစစ်မှန်တဲ့ Federal Democracy ပြည်ထောင်စုတစ်ပေါ်ထွန်းရေးအသွင်ကူးပြောင်းရေးဆိုင်ရာတရားမျှတမှုဖော်ဆောင်နိုင်ရေးတို့အတွက်အပြည့်အဝသဘောတူတာဝန်ယူတာဝန်ခံနိုင်တဲ့မြည်သည့်ဖွဲ့စည်းနဲ့မစိုးယုံကြည်မှုတည်ဆောက်ဖို့အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့အသိရှိကြောင်းအသိပေးထားတယ်လို့သတင်းမှာဖော်ပြပါရှိပါတယ်ရှင်။